Tractor in trouble. ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကဒုက္ခဖြစ်နေတဲ့ထွန်းစက်လေးအကြောင်းပါနော်။ This is Apatry Farm. This is Mrs. Boot, the farmer. She has two children called Poppy and Sam and a dog called Rusty. ဒါတော့ပန်းဒီပင်ဥယျာဉ်ခြံလေးဖြစ်ပါတယ်။ဒီမှာတောင်သူမကြီးကတော့ Mrs. Boots လို့ခေါ်တယ်တဲ့သူစီမှာကလေးနှစ်ယောက်ရှိတယ်เนาะမမဖော်ပြီ ਨੇ အဲသူ့ရဲ့မောင်လေးအငယ်လေးရာဆမ်ပေါ့เนาะအင်ကြီးအွားလေးဝတ်ထားတာဆမ် Adult call Rusty သူတို့စီမှာတဲ့အချစ်တော်ခွေးကလေး Rusty လည်းရှိတယ်တဲ့အခုတော့တဲ့မြင်နေရတဲ့ Petri Farm ပုံကြီးဟာ နှင်းနေကြတယ်เนาะအရာတော်တော်များများဖြူဖွေးနေတယ်เนาะလေတွေလည်းတိုက်နေတယ်လားလေတွေတိုက်တော့ဘာဖြစ်လဲဆိုမမဖော်ပြရဲ့စပင်းနေရလဲအနောက်ကိုလွင့် Mrs. Pu ရဲ့စပင်းနေရအနောက်ကိုလည်းသူတို့မာဖလာလို့ခေါ်တဲ့ scarf လေးတွေကလည်းလေးတိုက်တော့အနောက်ကိုလွင့်နေတယ်เนาะသူတို့ကလေးတိုက်တဲ့လေးဘက်ကိုဥတီပြီးသွားနေတဲ့ပုံပဲเนาะအစားအသောက်တွေကိုသူတို့ကသွားပို့တာနဲ့တူတယ်ဒရိတ်ဆန်စာတွေကိုထည့်သွားပုံနေပုံနေနဲ့เนาะ ်ဆမ်ကလည်းမနိုင်မနှင်းနဲ့ပုံလေးကိုကြိုးစားပြီးတင်းနေတယ်နော်။ကူညီတယ်သူတို့ကနော်။သူတို့မိမိကိုကူညီကြတယ်သူတို့က Ted walks on the farm. He helps Mrs. Boot. Ted looks after the tractor and all the farm machines. ဦး Ted ကဒီဥယျာဉ်ချမ်းမှာအလုပ်လုပ်တဲ့လူပေါ့တဲ့။ "तू आ" တဲ့ Mrs. Boot ကိုကူညီတယ်တဲ့။ပြီးတော့တဲ့ "तू आ" ဒီဥယျာဉ်ချမ်းမှာရှိတဲ့စက်ပစ္စည်းတွေတော်တော်များများကိုလည်း ူဟာကြည့်ရှုဆောင်ရှောက်ပြီးတယ်လိုအပ်တာရှိရင်လည်းပြင်တယ်ပေါ့နော်အဲ့ဒါဦးထက်ကအဲ့လိုလုပ်တယ်လို့ရကျဲဦးထက်ရဲ့အုတ်ထုတ်လေးပါဖြစ်တော့ခေါင်းကနေလွင့်ထွက်သွားတာနော်လေထဲမှာရောက်နေတော့ရုတ်တရက်သူတော်အံ့ဩသွားတယ်နော်လေတော်တော်တိုက်နေတယ်ဟိုးကျဲအိမ်ခေါမိုးလေးပေါ်မှာလည်းနှင်းစားတွေကဘယ်ဘက်ကိုလွင့်ထွက်နေတယ်လားအဲ့ဒါလေးကတစ်ဖက်ကတက်နေတစ်ပင်နဲ့တစ်ဖက်ကိုရိမ့်နေနော်တစ်ကိုင်းနေအကုန်လုံးဟာနော် right ကနေ left ဘက်ကိုရိမ့်နေညာနေဘယ်ကိုရိမ့်နေနော် Today it is very windy. The wind is blowing the tree and it is very cold. Poppy and Sam play in the barn. ဒီနေ့ရတဲ့လေတော်တော်တိုက်တဲ့နေ့ပဲတဲ့။တစ်ပင်နေကြတဲ့လေတိုးတန်နေကြားနေရတယ်တဲ့။ပြီးတော့အရန်လည်းအေးတယ်တဲ့။ဒါကြောင့်မလို့ Poppy နဲ့ Sam ကအပြင်ထွက်ပြီးတော့မကစားနိုင်ဘူးတဲ့။သူတို့တွေတဲ့နော်။တိုးလောင်ယုံထဲမှာပဲတဲ့နော်။ဆော့နေကြတယ်။ဇပကြည်ထဲမှာပဲဆော့နေကြတယ်တဲ့။ Where are you going, Ted? Ted is driving the tractor out of the yard. I am just going to see if sh the sheep are all right, he says. ဦးတက်ဘယ်သွားမလို့လဲလို့ဖော်ပြနေဆံကလမ်းអော်ပြီးတော့ပြောတယ်တဲ့အဲ့ဒီအချိန်မှာတဲ့ထက်ကားတဲ့ငားတဲ့တိုးတွေစီသွားမလို့တဲ့သူတို့တွေအစင်းမပြေရလားလို့သွားကြည့်မလို့တဲ့လမ်းလျှောက်မသွားဘဲနဲ့သူကနင်းနေလဲကြာနေတာ ਨੇ tractor blue color tractor အပြာရောင်ကြီးအစ်စ်ကြီးကိုသူကမောင်းသွားတယ်တဲ့ Ted stops the tractor by the gate. He goes into the sheep field. He nails down the roof of the sheep shed to make it safe. Ted ကတဲ့သူမောင်းလာတဲ့ tractor ကိုတဲ့နော်ခြံတကားအဝလေးမှာရက်ခဲ့တယ်တဲ့ပြီးသွားတော့သူက sheep တွေနေတဲ့ခြံဝင်းထဲဝင်သွားပြီးတော့တဲ့လေးတွေအရန်တိုက်လို့လမ်းထွက်နေတဲ့သွမိုးလေးကိုတူလေးထုပြီးတော့ safe ပို့ပြီးတော့လုံခြုံမှုရှိအောင်လို့စိတ်ချရအောင်လို့ပြုပြင်နေတယ်တဲ့နော် လေတွေကလည်းတိုက်နေတော့မယ့်အချိန်မှာ Poppy and Sam hear a terrible crash. What's that? said Sam. I don't know. Let's go and look, says Poppy. They ran down the field. Poppy နဲ့ Sam ကတော်တော်ဆူဆူပါပြုတ်ကြတဲ့အတန်ကြီးကိုကြားလိုက်တယ်။ဘာတန်းကြီးလဲတဲ့ Sam ကပြောတယ်တဲ့။ Poppy ကလည်းမသိဘူးတဲ့။ငါတို့သွားကြည့်ရအောင်ဆိုပြီးတော့သူတို့တွေရတဲ့။အဲ့ဒီကွင်းပြင်အတန်ကြားတဲ့ဘက်ကိုပြေးသွားလိုက်တယ်တဲ့သူတို့ကလည်းနော်။ ထိတ်ဆုံးကပြေးနေတာကတော့ rusty ပါပဲထုံးစံတိုင်းနော်သူကအပြေးမြန်တဲ့ကွေးကလေးอ่ะလေ A tree has blown down it is coming down on the tax tractor says poppy come on we must help him says sam tipin ya de tax ye tractor bo ပြုတ်ကျနေတာဗောသူထွန်ဆက်ကြီးဗောပြုတ်ကျနေတာတဲ့ tipin ya တဲ့เนาะ ပေါ်ပီနဲ့ဆမ်ကလည်းဒုက္ခပါပဲတဲ့။ဦးထက်ကငါတို့ကူညီမှဖြစ်တော့မယ်ဆိုပြီးပြောရှာတယ်တဲ့နော်။ထက်ကတော့အရန်ကိုစိတ်ပြတ်တဲ့ပုံနဲ့အာဩပြီးတော့ခြံနေရနေဘလို့ထွက်ရမှမသိဖြစ်နေ။ဒီမှာကြည့်အောင်သူ့ရဲ့ထွန်းဆက်အပြအသစ်လေးဟာတစ်ကပ်တစ်ပင်ရကျိုးပြီးတော့ပြုတ်ကြလာနော်။ဒီလေအရန်တိုက်လို့တစ်ပင်ရဆောင်းပြီးပြုတ်ကြလာ။ tractor ပေါ့။ What are you going to do Ted? Poor Ted is very upset. The tree has crashed his new tractor. he can't even get into the cab တဲ့ဘလိုလုံးလဲဦးထက်ကြီးတဲ့ထက်ကအရန်ကိုစိတ်ပြတ်နေပြီတဲ့ဒီတစ်ပင်ကြီးရတဲ့ဦးထက်ရဲ့တဲ့ထွန်ဆက်အသက်ပေါ်ပြုတ်ကြတော့တဲ့ဆေးတွေလည်းပုန်းကုန်ပြီတဲ့တစ်ပင်မှာအကိုင်းတွေကလည်းရှုပ်ထွေးနေတာနဲ့တဲ့ဦးထက်တော့ဒီထွန်ဆက်ကြီးကိုတတ်မောင်းဖို့အတွက်တဲ့လူထိုင်တဲ့နေရာလေးတွေကိုတော့အခန်းလေးတဲကိုတော့မောင်းတဲ့အခန်းလေးတဲကဝင်လို့မရဖြစ်နေတယ်တဲ့ asked Farmer Dre to help. I think I can see him on the hill, says Ted. Poppy and Sam ran to ask him. Farmer Dre ဟိုတဲ့အကူကြီးသွားတောင်းပေးကြပါဦးတဲ့ငါတဲ့ခုနတော့ကသူ့ဟိုတဲ့ဂုံးထိတ်လေးမှာတွေ့လိုက်တယ်တဲ့ Poppy နဲ့ Sam ကတဲ့အပြေးပဲသွားပြီးတော့တဲ့ဦး Farmer Dre ကိုသွားခေါ်ဖို့ ပြေးသွားလိုက်ပါတော့တယ်တဲ့ထုံးစံတိုင်း rusty လေးကလည်းအပြေးလေးလုံနေတယ်နော်အဲ့လိုသွားကြတယ်တဲ့သူတို့အားလုံးပြေးနေနော်လေရန်တိုက်တော့တစ်ပင်အမြင့်ကမခိုင်းနိုင်မခံနိုင်တော့ပဲね tractor ပေါ်ပြုတ်ကြပါတာအဲ့လိုဖြစ်သွားတာ soon farmer dre comes with his horse the farmer dre has a big gentle cart horse called dolly they have come to help test ခဏနေကြတော့တဲ့ ဖာမာဒရေးပေါ့နော်ဦးဒရေးကရောက်လာတယ်သူ့ရဲ့အင်မတန်မှလှတယ်ခွန်အားပလနဲ့လည်းပြည့်စုံတဲ့မြင်းကြီးနဲ့ရောက်လာတယ်တဲ့သူ့ရဲ့မြင်းရတဲ့လှဲတွေလည်းဆွဲနိုင်တယ်တအားလည်းအယမ်းရှိတယ်တိတ်လည်းလှတာပဲနော်အရာတဲ့သူကတဲ့ဦးထက်ကိုကူညီဖို့အတွက်ရောက်လာတယ်တဲ့ဒီတိုင်းရိုးရိုးမလာအောင်သူကအခြေအနေကိုသိသွားတယ်တစ်ပင်နေရတဲ့ဦးထက်ရဲ့ထွန်ဆက်ပုံကိုပြုတ်ကြတော့တစ်ကိုင်းတွေလည်းပါနေတဲ့အတွက်ကြောင့်တစ်ကိုင်းတွေကိုဖျက်ဖို့အတွက်နော် no, ဘာမဒရီယာတိတ်ကိုင်းလေးကိုဖြတ်ဖို့အတွက်ဆက်လွှာရီကိုတဲ့လာတာနော်အဲ့လိုမျိုးကြီး I will cut up the tree first. Farmer Dre starts up his chainsaw. Then he cuts off the branches which have fallen on the tractor. Farmer Dre ပြောရတဲ့ဒူးတဲ့ ဒီမှာရှိနေတဲ့တစ်ကိုင်းတွေကိုတခုချင်းအရင်ဆုံးလိုက်ပြီးတော့ဖြတ်ချပစ်မယ်ဆိုပြီးတော့သူ့ရဲ့လွှတ်ဆက်ကြီးနဲ့လိုက်ဖြတ်တယ်တဲ့ဖြတ်ပြီးတော့အဲ့တစ်ကိုင်းတွေကတခုဝီးတခုအောက်ကိုပြုတ်ကျကုန်တာပေါ့တဲ့နော် Dolly starts to walk တဲ့ The farmer Dre ties two rope to Dolly's harness that ties the other end to the big branches တဲ့ Dolly ကလည်းဝင်ပြီးတော့ကူညီတယ်တဲ့နော် ဘာဖြစ်လို့လဲဆိုတော့ farmer dray อ่ะ trolley ကိုကျိုးနဲ့ချီပြီးတော့တဲ့အရန်ကြီးတဲ့တက်တုံးတွေကိုကြာတော့တဲ့ trolley ကိုဆွဲခိုင်းလိုက်တယ်တဲ့ trolley อ่ะသူ့ရဲ့ငင်းနီကောင်อ่ะကျိုးတွေနဲ့အားနဲ့ဆွဲလိုက်တော့တက်တုံးကြီးတွေကိုလူတွေကမားစရာမလိုပဲနဲ့အဲ့ဒါတွေက trolley နောက်ကိုပြုတ်ကျပြီးလိုက်ပါလာတာပေါ့တဲ့เนาะတွေ့ရမလား trolley ကအားကိုးရတယ်เนาะအားရှိတယ်ငင်းလဲတော့ဆွဲနိုင်တာဟုတ်တဲ့အဲ့လိုနဲ့ ြုတ်ကြတဲ့တစ်ပင်ရာတပိုင်းတစားစီဖြစ်သွားပြီးတော့ထွန်ဆက်ကလေးရနေမှာ free ဖြစ်သွားအားဝါတာပေါ့နော် Dolly pulls and pulls she walks hard until all the branches are off the tractor well done dolly says farmer dread dolly ရဲ့တစ်တုံးတွေတစ်ချောင်းပြီးတစ်ချောင်းဆွဲလိုက်တယ်တဲ့အားလုံးသောတစ်တုံးတွေရှင်းလင်းသွားတဲ့အထိဆွဲလိုက်တယ်တဲ့အမှ farmer dread ရဲ့သူ့ရဲ့မြင်းလေးကိုတဲ့ well done နဲ့တော်လိုက်တာတဲ့လိမ္မာလိုက်တဲ့မြင်းလေးဒေါ်လီဆိုပြီးတော့ပြောပြီးတော့မုတ်လေးတစ်ခုကျွေးရတဲ့လက်ထဲမှာပါအသီးလေးလည်းမသိကျွေးတဲ့သူကြိုက်မဲ့ဥစ္စာလေးနဲ့တွေ့ဒေါ်လီလေးကိုဂုံပြုတ်လိုက်တာပေါ့နော်ပြီးတော့ကျွန်မ Jeff Poppy နဲ့ Sam ကလက်တွေမြောက်ပြီးတော့ cheer လုပ်နေနော်ဒေါ်လီလေးကိုသူတို့ကလည်းနှုတ်ဆက်နေနော်အားလုံးကအော်မဦးတက်ကလည်းပျော်သွားပြီခဲတိတ်ကိုင်းနေမရှိတော့ဆိုသူလည်းစိတ်ချမ်းသာသွားပြီ Ted climbs up into the cab Thank you very much, Farmer Dre and Dolly, he says, and they all go back to the farmyard. ထက်ကတဲ့ထုံဆက်ကိုမောင်းဖို့အတွက်တဲ့မောင်းခန်းလေးတဲ့ကိုတက်သွားလိုက်တယ်ပြီးတော့လှမ်းပြီးអော်လိုက်တယ်တဲ့အာတောင်သူကြီးဦး drain နဲ့ dolly ကိုကျေးဇူးအများကြီးတင်ပါတယ်တဲ့အဲ့လိုလဲလှမ်းអော်လိုက်တည်တယ်ပြီးတော့တဲ့သူတို့အားလုံးနဲ့သူတို့ရဲ့ယာကင်းလေးနားနေဆောင်ရှိတဲ့ဘက်ကိုပြန်ဖို့အတွက်စပြီးလောက်ကြပါပြီတဲ့ The tractor looks a little messy Ted finds a brush and paint over all the scratches, it will soon be as good as new, he says. tractor ကတော့နည်းနည်းလေးတဲ့ရုပ်ဆိုးပန်းဆိုးလေးဖြစ်သွားရကွာတဲ့ဒါပေမဲ့တဲ့ဦးထက်က brush လေးနဲ့အဲသုတ်ဆေးသုတ်တံလေးနဲ့ဆေးရောင်လေးဆေးဘူးလေးယူပြီးတော့အပြာအောင်ဆေးဘူးလေးယူပြီးတော့ဟိုးတီတီလိုက်ပြီးတော့သုတ်လိုက်တယ်အစွန်းအထင်းနေအစင်းချောင်းနေဦးပေါ့နော် ီတော့တဲ့ तू อ่ะပြောတယ်တဲ့ကြာခင်မှာတဲ့အစ်တဲ့အတိုင်းပြန်ဖြစ်သွားမှာပါလीဆိုပြီးတော့ဦးထက်ကတဲ့သူကသူဖြေသိမ့်တယ်လို့ ਨੇ ပြောလိုက်တယ်တဲ့တွန်ဆက်အစ်စ်ကလေးကို तू ဈေးပြန်တော့တယ်เนาะဒီနေ့ဖပြတဲ့ story လေးကတော့ tractor in trouble ဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပဲเนาะ